စီအိုစုရဲ့လူသုံးပါတီတွေဆိုတဲ့အကြောင်းအရာလေးကိုတင်ဆက်ပေးချင်ပါတယ်။အာနာသိန်းစီအိုစုကရွေးကောက်ပွဲကိုနာမည်တက်ထားတဲ့စီအိုစုရဲ့တစ်ဖက်လည်းကစားပွဲနီးလာတာနဲ့ညာစစ်ဗိုလ်ချုပ်တွေရဲ့စိတ်ရင်းမှန်ကိုအတိုင်းသားပုံမို့သိမြင်လာနေရပါပြီ။အကန့်အသတ်တွေကလည်းပုံမို့များပြားလာတဲ့အခြေအနေကိုကျွန်တော်တို့ရင်ဆိုင်နေရတယ်။ဒါဟာစီအိုစုရဲ့နိုင်ငံရေးကစားပွဲကျင်းပဖို့လာပိုင်းလုံးမှာပြည်သူ့ပါတီဥက္ကဋ္ဌဥက္ကုကိုကြီးစီကထွက်လာတဲ့စကားပါ။ ဝေဖန်ကန်ကွက်ဖြောင်းဖြောင်းမှုတွေကိုလစ်လူရှုပြီးစေအောင်စုရဲ့နောင်ရင်အောက်ကိုတိုးဝင်နေသူဆိုပြီးရှုမြင်ခံရသူတွေပေါ့2021ခုနှစ်အနာသိမ့်မှုလုံမှာလက်နက်ကင်တော်လန်ပုံကန်တွေနိုင်ငံလုံးနဲ့ရှိနေချိန်မှာစေအောင်စုရဲ့မဲမဲမြင်ရပုံကျဲမီးရှို့တပ်ဖြတ်မှုတွေကိုမျက်ကွယ်ပြုပြီးနိုင်ငံရေးပုံချဲ့ထွင်နိုင်ဖို့ရွေးကောက်ပွဲကျင်းပအတင်တဲ့အကြောင်းတွေကိုတွင်တွင်ပြောခဲ့သူလည်းဖြစ်တာပေါ့အဲ့လိုမျိုးတွေစတိုင်လုံးနေမင်းဆိုရင်အဲ့ဒီရွေးကောက်ပွဲအလုံးအခင်းချင်းပေါ်ဒီမှာပြည်သူလူထုရဲ့နိုင်ငံတကာနဲ့ယုံကြည်မှုကထိခိုက်တော့မှကျွန်တော်စိုးရိမ်နေလို့လေ တွေ့ဆုံမေးမြန်းခန်းတစ်ခုမှာဥက္ကူကြီးကဆက်လက်ပြောပါသေးတယ်။သူ့စကားထဲမှာဟင်းညွှန်းထားတဲ့ပြည်သူတို့အနေနဲ့ဥက္ကူကြီးကိုပြန်ပြီးတော့မေးခွန်းထောက်ရမှာကတော့ဆေးဥဆိုရင်ရေကောက်ပွဲဆိုတာကြီးကို လူတို့ကအစတိုင်းကမယုံမကြည်ရှိနေနေကြပြီးသားဆိုတော့ကိုမတွေးခင်မသိခင်တာလားမသိချင်အောင်စောင့်နေတာလားလို့ပါရွေးကောက်ပွဲကိုအတန်ထားအာနာသိန်းတယ်လို့တော့စစ်သားပြပြရဲရဲမပြောရဲပဲသိန်းတယ်လို့လို့ထိန်းတယ်လို့လို့နဲ့ဆင်းအောင်စုလောက်ကန်နေတဲ့များဘာကူများယုံကြည်နေရအောင်ပါလေလို့မေးကျင်သူတွေ မြို့ပြရောကျင်းလက်ပါမကျန်းလမ်းပေါ်ထွက်ပြခဲ့မှုတော့ဥက္ကူကိုကြီးတို့လိုဝိုင်းရင်နိုင်ငံရေးသမားဆိုသူတွေမိထားကြတာလားလို့ထပ်မေးပါရစေရွေးကောက်ပွဲကိုဘလောက်ထိကိုမျှော်လင့်ထားသလဲဆိုတာဖြစ်ပါစေလို့ကျွန်မကမျှော်လင့်ထားရင်ဒါကတော့ NLD အမတ်ဟောဒေါ်စနာမင်းရဲ့စကားပါ NLD ပါတီကဒေါ်စနာမင်းကို2023ခုနှစ်တည်းကထုတ်ပယ်ထားခဲ့ပါတယ်လွန်ခဲ့တဲ့တလောက်လောက်တုန်းကမီဒီယာတို့ကအင်တာဗျူးတွေမှာအထက်ပါအတိုင်းကိုပြောပြခဲ့တာပါ ကြိုက်သည်ဖြစ်စေမကြိုက်သည်ဖြစ်စေထုတ်ထားတဲ့ဥပဒေကိုတော့ကျမတို့ကလိုက်နာမှာပဲလို့အဲ့ဒီအင်တာဗျူးထဲမှာသူကပြောခဲ့သေးတယ်။လက်ရှိအချိန်ဒီဘာရီဘလိုပဲဖြစ်ဖြစ်ဆေးအုပ်စုဘာရီကျူးလွန်နေနေပြည်သူတွေဘလိုပဲအသက်ခံနေရရနိုင်ငံရေးပေါင်းချေဖို့တိုင်းပြည်အကောင့်ဘက်ပြန်ဦးတည်ဖို့ရွေးကောက်ပွဲကိုလိုအပ်တယ်ဆိုပြီးတွင်တွင်ပြောခဲ့သူကတော့အခုတော့နိုင်ငံရေးအဝန်ဆန်းမရှိနိုင်ကြတော့ဘူး။ဒေါ်စနာမင်းကကျမတို့တော့စိတ်တန်ရရတယ်လို့ထုတ်ပြောလာသလို ။ဦးကိုကိုကြီးကလည်းတကယ်တမ်းမှာတော့ရှင်ပြိုင်မှုဆိုတာမျှတပြီးတော့ရှင်ပြိုင်မှုဖြစ်ဖို့လိုတာပေါ့လို့ပြောရပါတယ်။ဖေဖော်မှာလူငယ်တော်တော်များများတုံးကြတဲ့ဘန်းစကားနဲ့တုံ့ပြန်ရတော့ဘာရင်မျောလင်းနေကြလဲခေါင်းကြီးတို့လို့ဆိုရပါလိမ့်မယ်။တကယ်တမ်းမှာတော့ဆဲဆိုတာကိုလုံးတာကြတော့လုံးသမျှကန်သမျှဥပဒေနဲ့ညီတာဝန်ရသူများကတော့အမြဲတမ်းအကုံလွှဲချောင်းနိုင်ငံအကျိုးတိုင်းပြည်အကျိုးလူလူကျိုးဆိုပြီးတော့ဖန်တရားတဲ့ policy စကားလုံးတွေကိုတုံးပြီးပြိုင်းရင်နဲ့ဝမ်းချလာကြတာဆဲဆုနှစ်တွေလည်းများလာပါပြီအခုလည်း nation ညာရှင်သူတို့ရှင်တန်ရ ကေဘောင်းဖြစ်နေမဖြစ်မနေအချိန်ကြာလာမှာလောလန်မြတာရဲ့ရွေးကောက်ပွဲဖြစ်စေရမယ်ဆိုပြီးကျွေးကြော်ပြပေးမယ်။ကိုစိတ်ကြိုင်စီမင်းကိုအဘဲဒိုင်လိုဂျီလောက်ပါတော့ဂျိုဝိုင်းခေါလောင်မတီးရသေးခင်မှာပဲပြိုင်ဘက်တွေကိုအလဲထိုးဖို့တစ်ဖက်သက်ပြင်ထားပြီးပါပြီ။စစ်ကောင်းဆောင်တွေကရွေးကောက်ပွဲနှစ်ကြိမ်ဆက်အဆက်ကွဲခဲ့ပြီးရင်တော့ပီအာစနစ်ကိုတုံးပြီးတော့အာနာသိမ့်ပြီးမှသူတို့သဘောနဲ့သူတို့လောက်ခဲ့ကြတာပေါ့။နိုင်ငံရေးပါတီတွေလည်းများလို့နေစူးစူးစီးစီးဖြစ်တဲ့လေလို့စစ်ကောင်းဆောင်တို့ကတဖောက်ဖောက်ပြောပြီးတဲ့နောက်ပြန်ထမ်းလာတဲ့ပါတီမှတ်ပုံတွေဥပဒေဟာ ။ဆေယုံဆိုရင် ကနအိုးနိုင်ငံရေးချုပ်ကွက်ပြတာဆိုတာလဲနိုင်ငံရေးပါတီကောင်ဆောင်ပွဲခန့်ခြင်းတွေတိကျပြီးသားပါ။အခုလည်းတကယ်တမ်းအဲ့ဒီရွေးကောက်ပွဲဆိုတာကြီးကနီးကပ်လာတဲ့များသူ့ရဲ့ကစားကွက်တွေကပါတီတွေဟာလူတစ်မျိုးမလို့တစ်မျိုးအကန့်ကွက်ထိန်းချုပ်မှုတွေပဲအသက်ရှူကျက်နေကြတာပဲမဟုတ်ပါလား။ပါတီဦးဆောင်သူဦးခင်မောင်ဆွေကိုစေအောင်စုကအကြံပေးဖြစ်နေနေရာဆက်ပေးထားပေမဲ့သူ့ပါတီ MDF ကိုကြတော့ဖျက်သိမ်းနေဆိုတာမျိုးတော်ရုံမျက်နှာပြောင်မတိုက်တဲ့သူတွေဖေးလုံနိုင်ကြပါမလဲနော် ဒီလိုလုံးဝလုံးလိုက်မယ်လို့မထင်ထားဘူးဆိုပြီးတော့ဒေါ်စနာမင်းကအံ့ဩနေပေမဲ့စစ်ကောင်းဆောင်တွေကတော့လုံဝန်ကြပါတယ်။စကရေကဘာမဆိုလုံရဲပါတယ်လို့ကြွေးကြော်ခဲ့တယ်ပဲလေ။အခုမှမဟုတ်ပါဘူးခင်ဆက်ဆက်လုံခင်းကြတာပါ။အဲ့တော့ကကြည်ကျင်းနေနေကိုရင်ကိုကြနာကြခဲ့ရတဲ့ဥခင်ပေါင်းဆွေတယောက်လဲအခုသူကြံပေးနေရတဲ့ဘိုးချုပ်မှုကြီးကိုအပြောနဲ့လုံညီသူဖြစ်နေယုံကြည်ကိုးကွယ်လို့စိတ်တွေတဖွာဖွာတိုးလာသလားသိချင်ပြပါသေးတယ်နော်။ MTN ပါတီပါဝင်ပါတီ30ကျော်ဟာ2020ရွေးကောက်ပွဲမတိုင်ခင်လပိုင်းလိုမှာ မင်းအောင်လိုင်းနဲ့တွေ့ပြီးတော့အနာသိမ့်ဖို့ပြောခဲ့တဲ့အုပ်စုဝင်တွေပဲဖြစ်ပိုင်း FDN အပါဝင်ပါတီလေးကိုဖျက်သိမ်းကြောင်းစာထုတ်ပြရတဲ့ချက်ချင်းဆိုသလိုသတင်းစာရှင်းလင်းပွဲထားလုပ်ခဲ့တဲ့ဆေးအုပ်စုရဲ့ UEC ကလည်းဥပဒေရလို့ပဲစိုးပြန်ပါတယ်တကယ်တမ်းမှာတော့အဲ့ဒီအခြေအနေကဆေးအုပ်စုရဲ့နိုင်ငံရေးစေတနာကိုလက်တွေ့ပြသတဲ့ဖြစ်ရပ်တွေသာဖြစ်ပိုင်းသူတို့ခင်းကျင်းထားတဲ့ကစားပွဲတွေမှာသူတို့ပါဝင်စေလို့သူတွေပါဝင်ခွင့်ရပြီးတော့ဘလို့လားသူတွေသူတို့မယုံကြည်သူတွေသူတို့အဖို့မလိုအပ်သူတွေဆိုရင်အချိန်ပြည့်ကန်ထုတ်တတ်တယ်ဆိုတာက လောလောလန် MDN အဖြစ်နဲ့ဒေါက်တာအေးမောင်ကိစ္စတွေကထပ်ပြီးတော့တက်တည်ပြခဲ့တာပါပါတီဘက်ကတုံ့ပြန်လာတဲ့အချက်တွေက MDN ဘက်ကပါတီကို6000နီးပါးတင်နေ UEC ကဖျက်ချတယ်တကယ်တော့နိုင်ငံရေးစေတနာရ MDN ပါတီပါစေခြင်းရလူမပြေတော့ဘူးပြန်တင်ပါလို့ UEC ဘက်ကအချိန်မီအကြောင်းကြားခဲ့မှာပါတင်တလုံးနဲ့ဒီပွဲကငါတို့နေရာကောင်းကောင်းနေထက်ရအောင်မယ်ဆိုပြီးတော့ဝမ်းသာမဆုံးဖြစ်နေတဲ့ပုံရတယ်ပါတီဘက်ကလည်းကိုယ့်အချိန်တွေကိုနောက်ဆက်တွဲတော့မှမမေ့မဆန်းတော့ပဲ ပါတီဝင်ကိစ္စတွေကိုစဉ်းတော်မစဉ်းစားတော့တာလို့သတင်းတွေမှာပြောထားတာတွေ့ရတယ်။သူ့ရဲ့နဲ့သူဆန်လိုက်ဖတ်တဲ့အချိန်တွေမှာပဲစေကောင်းဆောင်နေအထာမထားပုံများဦးသိန်းစိန်စိုးရခက်ကသမရယုံဝင်ကြီးဖြစ်ခဲ့သူဦးဆောင်နေရဲ့ပါတီကိုလည်း MDN နဲ့တူတူ surprise တိုက်ချလိုက်တယ်။ဘင်းကနေကြည့်နေသူဖို့တော့ပို့ပြီးတော့ရေးစရာကောင်းတဲ့ကိစ္စကတော့ပါတီဖြစ်သိမ်းခံရသူတွေရောကိုစလေလုံးစီးရင်တင်တဲ့အစင်မှာကြံ့ရင်ခက်မှာတွေးပူနေရသူတွေရောဆေအိုဆိုရင်ယူအင်းစီကိုရင်းရင်းတင်းတင်းမဝေဖန်ရေးချတာပါ ီလမ်းကိုကြိုခင်းထားတဲ့စေုပ်စုကဖြစ်လာနိုင်တဲ့အခြေအနေကိုကြိုသိထားလို့ရေကောက်ပွဲကာကွယ်ဥပဒေဆိုပြီးဒေသနဲ့နှိရှိထောင်ဒဏ်တွေချနိုင်ဖို့ပြင်ဆင်ထားခဲ့ပြီးသားမဟုတ်ပါလားဒီတော့ပါတီဖြတ်သိမ်းခံရလို့လုံလိုက်စိန် UEC ကမများမတတင်းကျပ်နေလို့ဆိုပြီးတော့ဝေဖန်မိရင်လည်းစေုပ်စုရဲ့ဥပဒေဆိုတာနဲ့ညီပြီးတော့မီးရင်နှစ်ခါနာဖြစ်ကြရအောင်ပါပါရွှေကောက်ပွဲကောက်ပွဲဥပဒေဆိုပြီးတော့ပေါ်ပေါင်းလာပုံကလည်းပုံရရသေးတယ်ပြည်ရင်းကသတင်းဌာနတစ်ခုမှဒေါက်တာအေးမောင်ပြောထားပုံရတော့ အဲ့လိုဥပဒေမျိုးပြဋ္ဌာန်းဖို့ပါတီခေါင်းဆောင်ကတမျိုးစစ်ခေါင်းဆောင်ကိုတောင်းဆိုခဲ့တာပါတဲ့စစ်ခေါင်းဆောင်ရဲ့နိုင်ငံရေးပါတီတွေတွေ့ဆုံကြတဲ့ပွဲတစ်ခုမှာပါတီခေါင်းဆောင်တချို့ကလက်ရှိအခြေအနေအရရွေးကောက်ပွဲလုပ်မယ်ဆိုရင်အကောင်အွယ်ပေးမဲ့ဥပဒေလိုအပ်တဲ့အကြောင်းကိုပြောခဲ့ကြတာလို့အဲ့ဒီတွေ့ဆုံပွဲမှာရှိနေတဲ့ဒေါက်တာအေးမောင်ကလည်းဆိုထားပါသေးတယ်ကျန်တဲ့ပါတီတွေကိုရုတ်တရက်ဖျက်သိမ်းတာရွေးကောက်ပွဲဝင်ခွင့်တွေမှာတင်းကျပ်တာတွေလုပ်နေတဲ့စေအုပ်စုဟာတတလုံးရွေးကောက်ပွဲမဝင်နိုင်တော့ဘူးဖြစ်နေတဲ့ဒေါက်တာအင်းမောင်ကိုတော့ပြန်ပြိုင်လို့ရအောင်ဖန်တီးပေးတာကိုကြည့် စိတ်စေတနာကသာ အခရာဆိုတာကိုထင်ရှားပါတယ်ဒီလိုရခိုင်နိုင်ငံရေးသမားကိုနောက်ရွေးကောက်ပွဲတွေမှာပါဝင်ခွင့်မရှိဘူးဆိုပြီးတော့ကြီးညာခံခဲ့ရတဲ့ဘူလာစင်မြစ်ကလည်းစိတ်အုပ်စုပဲမဟုတ်ပါလားဗီဒီယိုလေးကိုဆုံးအောင်ကြည့်ပြတဲ့ကျေးဇူးတူပဲဒီရှိပါတယ်နောက်ရက်တွေမှာလည်းဒီထက်ပိုပြီးတော့စိတ်ဝင်စားဖွယ်အောင်တဲ့သတင်းကြောင်းရမျိုးစုံနဲ့ပြန်လာခဲ့ပါဦးမယ်ရှင်